ိညာတရားကိုသိတော်ညီကိုတို့ပိညာတရားသည် လူကိုအသက်တရဆုံးမြတ်သားပိုင်းသည်ကိုမသိကြသလိုဥမာကလင်းရှိသောမိမသည် လင်းမသေးမီတိုင်အောင်ပိညာတရားအထင်လင်း၌ချီနှောင်းလျက်ရှိ လင်းသေးလင်းမှုကလင်းဝဲနစ်လို၏ထို့ကြောင့်မိမိလင်းမသေးမီအခြားသောသူ၏မယားဖြစ်ញံမြောက်မထားသောမိမဟုခေါ်ထား၏လင်းလင်းလင်းမှုက ထိုတရားနှင့်လွတ်တည်ဖြစ်အခြားသောသူ၏မယားဖြစ်ပေါ်လေမြောက်မထားသောမိမဟု ခေါ်เสียအကြောင်းမရှိထိုနည်းတူငါညီကိုတို့တင်တို့သည် အခြားသောသူ၏ဟုသောတေချင်းမှထမြောက်တော်မူသောသူ၏မယားဖြစ်၍ဖျားသခင်၏အလိုတော်နှင့်အညီတိုးပွားမိကြောင်းခရစ်တော်၏ကိုခန္ဓာအဖင်သေး၍ပညာတရားနှင့်ကြွားကြ၏သာတို့သည်ဇာတိပဂိ၌ကျင်လည်သောအခါ အဖြစ်နှင့်ဆက်ဆိုင်သောစိတ်တို့သည်ပညာတရားအားဖြင့်ပေါက်၍တည်ခြင်းတရား၏အလိုနှင့်အညီတိုးပွားမည်ကြောင့်ငါတို့၏ကိုယ်အင်္ဂါများ၌ပြုပြင်ကြ၏ယခုမူကားကျမ်းစာ၌ပါသောတရားဟောင်းကိုမမှီဘဲဝိညာဉ်တော်တရားသစ်ကိုမှီညွှဲအမှုဆောင်ရခြင်းအလိုငါငါတို့သည် အသေးသဖြင့်အုပ်ချုပ်သောပညာတရား၏လက်မှလွတ်ချင်းသို့ရောက်ကြနည်းသူဖြစ်၏အပေတို့ပြောရမနည်း ပြည့်ညက်တရား၌အပြည့်ရှိသလောအပြည့်မရှိနိုင်ရာတို့ရတွင်ပြည့်ညက်တရားအဖြစ်သာ အပြည့်သဘောကိုငါသည်အဘယ်သို့နည်းဟုမူကားလောဘစိတ်မရှိစေနှင့်ဟုပြည့်ညက်တရားမဆိုးလျင်လောဘသဘောကိုငါမသိအပြည့်တရားသည်ပြည့်ညက်တရားအဖြစ်အခွင့်ရ၍ငါ၌အမျိုးမျိုးသောလောဘတို့ကိုဖြေရောင်းရင်လီပြည့်ညက်တရားမရှိလျင်အပြည့်တရားသည်အထက်ကား ဘိညာတရားမရှိသဖြင့်ငါသည်အသက်ရှင်၏ဘိညာတရားပေါ်သောအခါအပြစ်တရားသည်ရှင်းပြန်၏ငါလည်းသိ၏အသက်ရှင်ခြင်းနှင့်ဆိုင်သောဘိညာတရားသည်သိခြင်းနှင့်ဆိုင်သည်ကိုငါတွေ့၏အပြစ်တရားသည်ဘိညာတရားအားဖြင့်အခွင့်ရလျင်ငါကိုလဲပြား၍ထိုတရားအားဖြင့်ငါကိုတတ်လေ၏ထို့ကြောင့်တရားတော်သည်တန်ဆင်းခြင်းရှိ၏ဘိညာတရားလည်းတန်ဆင်းခြင်း ဖြောင်းမတ်ခြင်းကောင်းမြတ်ခြင်းရှိ၏ထို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည်ငါ၌တည်ခြင်းအကြောင်းဖြစ်သလိုမဖြစ်နိုင်ရာအပြစ်တရားသည်မိမိသဘောကိုထင်ရှားစေခြင်းကကောင်းမြတ်သောအရာအဖြစ်ငါ၌တည်ခြင်းကိုပြု၏တည်ခြင်းအကြောင်းဖြစ်၏ထို့သောထေသောကြောင့်အပြစ်တရားသည်ပညတ်တော်အဖြစ်အလွန်အပြည့်နှင့်ပြည့်စုံခြင်းရှိသည်နိထို့မှတပါပညတ်တရားသည် ဝိညာဉ်ပဂရိနှင့်ဆက်ဆိုင်သည်ကိုငါတို့သိကြ၏။နာမှုကဇာတိပဂရိရှိ၏။အပြစ်တရားလက်မှကျဉ်းညွန့်သည်။အကြောင်းဟုကငါသည်ကိုကျင့်သောအကျင့်ကိုမနစ်သက်ကျင့်ကျင့်သောအကျင့်ကိုမကျင့်ညွန်ရှာသောအကျင့်ကိုကျင့်၏။ထို့သောငါသည်မကျင့်ကျင့်သောအကျင့်ကိုကျင့်လျက်ပညာတရားဖြောင့်သက်သည်ဟုငါဝန်ခံ၏။သူဖြစ်လျင်သူမကောင်းသောအကျင့်ကိုငါကိုယ်တိုင်ကျင့်သည်မဟုတ် ငါအကျဲ၌နေသောအပြစ်တရားသည်ကျင့်၏ငါအထေမငါဇာတိပကတိ၌ကောင်းသောရာတဇွန်အခုမြတ်မတီးသည်ကိုငါသိ၏အကြောင်းမူကားငါသည်ကျင့်ကျင်သောစိတ်ရှိတော်လေကောင်းစွာကျင့်တတ်သော အခွင့်ကိုရှာ၍မတွေ့နိုင်ငါသည်ကျင့်ကျင်သောအကောင်းအကျင့်ကိုမကျင့်မကျင့်ကျင်သောအကျင့်ဆိုးကိုကျင့်၏ထို့သောငါသည်မကျင့်ကျင်သောအကျင့်ကိုကျင့်လေငါကိုယ်တိုင်ကျင့်သည်မဟုတ် ငါအထဲ၌နေသောအတ္တတရားသည်ကျင့်၏ထို့သောကောင်းသောအကျင့်ကိုငါကျင့်ကျင်သောအခါမကောင်းသောအကျင့်ကိုကျင့်စေတတ်သောတရားကိုငါတွေ့၏ငါသည် အတွင်းလူအဖြစ်ဖျားသခင်၏ပြညတ်တော်တို့ကိုနှစ်သက်၏တို့ရာတွင်ငါကိုအင်္ကာများ၌စည်းသောတရားတစ်ပါးသည်ဝိညာဉ်တရားကိုဆိုင်းပြိုင်တိုက်လန့်သည်ဖြင့်ငါကိုအင်္ကာများ၌စည်းသောအပြစ်တရားလက်သို့ငါကိုဖမ်းသွ óa အပတ်နွန်သည်ကို ငါမြင်၏ငါသည်ငွေညင်သောသူဖြစ်ပါသကားဤအသေးကောင်မတ်ငါကိုအဘယ်သူကဲလွတ်မနည်းငါတို့သခင်ယေရှုခရစ်အားဖြင့်ကဲလွတ်တော်မူသောဖျားသခင်ဤကျေးဇူးတော်ကြည့်လာပါလေတည်းထို့သောစေဝိညာဉ်အားဖြင့်ဖျားသခင်ဤတရားတော်အလိုနှင့်အညီဇာတိပဂတိအားဖြင့်အပြစ်တရားအလိုသို့ငါလိုက်တည်း၏